ရင်ကဒီရန်တော်တလီဖိုးကပြောတာရှိပါเนาะဒီဆက်သွယ်ရေး operator လုပ်ဖို့လဲဒီဆိုတော့ပြောတာတယ်အဲ့တော့လက်ရှိအခြေအနေပေါ့အဲ့တော့ဘယ်အခြေအနေတိရောက်နေပြီလဲဆိုတာလည်းပြောပြပါဟုတ်ကဲ့အဲ့ဒီဟာမှာကျွန်တော်ဒီရန်တော်တလီဖိုးကုမ္ပဏီအနေနဲ့ဆောင်ရွက်ခဲ့တဲ့အပိုင်းတွေရှိပါတယ်။နောက်ဒီကုမ္ပဏီမှာလည်းဒါအစိုးရရဲ့ဒီနိုင်ငံတော်ဘက်ကနေပြီးတော့မှရင်းနှီးမြှုပ်နှံမှုကဒါ CB Government လို့ကုမ္ပဏီဖြစ်နေတာရှိပါတယ်။ဆိုတော့ဒီအနေအထားတွေရလည်းတကြောင်နောက်တစ်ခုကကျွန်တော်လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ ဒီကျွန်တော်တို့အနေနဲ့နောက်ထပ်ဒီ public committee တခုအနေနဲ့ထူထောင်ပြီးတော့အများအပေါ်ဖိတ်ခေါ်ပြီးတော့လုပ်မယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ပြောခဲ့တာရှိပါတယ်။အဲ့ဒါလည်းနောက်ထပ်ဒီ new company ပေါ့နောက်ထပ် new public company တခုကိုလည်းကျွန်တော်တို့ထူထောင်ပြီးပါပြီ။နောက်ပြီးတော့ဒီ telecom operator လုပ်ငန်း license ကိုရယူပြီးတော့ဆက်လက်သွားနိုင်မှုအတွက်ကိုလည်းဒီစီမံခန့်ခွဲမှု committee ကိုဒီနိုင်ငံတော်ဘက်ကနေဖွဲ့စည်းပေးထားတာရှိပါတယ်။အဲ့ဒီအဖွဲ့နဲ့အဲ့ဒီစီမံခန့်ခွဲမှု committee ရဲ့ကြီးကြပ်မှုနဲ့ ဒီအစ်စ်လုံးဝ fresh clean and fresh ဒီ public company တခုကိုထူထောင်ထားရှိပါတယ်အဲ့ company အနေနဲ့ဒီလုပ်ငန်းကိုဆက်လက်လုပ်ခိုင်သွားဖို့ဒီဆုံးဖြတ်ပြီးတော့ဆောင်ရွက်နေပါတယ်ဟုတ်ကဲ့အဲ့တော့အဲ့ company ရောဒီကျွန်တော် only ဒီဟောပါတော့လုံးဝပုဂ္ဂလိကဘိုင်းအားလုပ်မယ်ဆိုတော့ဒါဘယ်တော့လောက်စပြီးတော့စတင်ပြီးတော့လက်ပတ်မလဲပါတော့ဒီ operator အနေနဲ့ဟုတ် company ကိုကျွန်တော်ထူထောင်တဲ့အပိုင်းကတော့ပြီးသွားပါပြီပြီးသွားပြီ company ထူထောင်တော့ဒီ initial ဟိုပေါ့ ဒီစတင် registration ဘိုင်းကိုတော့ကျွန်တော်ဆောင်ရွက်ပြီးစီးပါပြီပြီးတဲ့အခါမှာကျွန်တော်တို့ဟာဒီ management committee ကနေတဆင့်ကျွန်တော်တို့ဒီ member အသစ်တွေကိုဖိတ်ခေါ်ပြီးတော့နောက်ရောအများကိုလည်းအဆုရှိရတဲ့ရောင်းချတာဒုတိယအဆင့်ပေါ့နော်အဲ့အဆင့်နေနဲ့ကျွန်တော်တို့ကဆက်လက်သွားဖို့ဆိုပြီးတော့ကျွန်တော်ဆောင်ရွက်နေရလေးရှိပါတယ်အဲ့ဒီဟာဒီနှစ်တည်းမှာပဲစမလားစရင်ဘယ်လပိုင်းလောက်စမလဲပေါ့နော်အဲ့ဒါလည်းပြောပြပါဦးဟုတ်ဒီနှစ်တည်းမှာပဲအားလုံးကိုပြီးအောင်လုပ်သွားရမှာပါဘာဖြစ်လို့လဲဆိုတော့ ဟိုဒီကိစ္စကလည်းဒါဒီ telecom operator အနေနဲ့ဒီမြန်မာနိုင်ငံမှာ၄ဦးအနေနဲ့ဆောင်ရွက်မယ်ဆိုတာကိုလေဒါအားလုံးကိုကြီးညာပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်။အဲကျွန်တော်ဒီဘက်ကဆောင်ရွက်တဲ့ကိစ္စတွေမှာတော့ကျွန်တော်တို့ဒီဒီအစိုးရအစုရှယ်ယာတွေနဲ့ပတ်သက်ပြီးတော့ဒီဖြော့ချတဲ့ကိစ္စတွေဘာတွေမှာကျွန်တော်မြန်မာနိုင်ငံမှာတစ်ချိန်တစ်ခါမှလုပ်ခဲ့ဘူးတာတွေဟိုမရှိဘူးပေါ့လေ။ဆိုတော့ဒါကလည်းအစ်စ်တွေဖြစ်တယ်။နောက်တစ်ခုကဒီ telecom operator license ရယူရမယ်လမ်းကြောင်းမှာလည်း ီဟိုဆုံးဖြတ်ချက်ချတဲ့အပိုင်းနေတင်ပြတဲ့အပိုင်းနေမှာကျွန်တော်အနေနဲ့အာ management committee ရဲ့ကြီးကြပ်မှုနဲ့ဆက်လက်ဆောင်ရွက်နေရတဲ့အနေအထားရှိပါတယ်။ဟုတ်ကဲ့။အဲ့တော့ဟိုလက်ရှိအကိုတကယ်လို့ဒီနှစ်ထဲမှာလုပ်ငန်းလည်ပတ်မဲ့ဆိုရင်ဒီဘယ်လိုမျိုး mobile ဝန်ဆောင်မှုတွေပေးမလဲ။ဟိုကိုကိုပိုင်းတကယ်ထောက်ရမယ်ဆိုလို့နောက်ပြီးဘယ်လိုပုံစံမျိုးနဲ့စပြီးဟိုစထုတ်မလဲဘယ်လိုမျှော်မှန်းတာရောနော်အကိုတာဂက်ကဟုတ်ကဲ့။ဟုတ်ကဲ့။ ကျွန်တော်တို့အနေနဲ့ကတော့ဒီနှစ်ဒီဇင်ဘာမှာပေါ့နော်ဒီဇင်ဘာမှာကျွန်တော် launch လုပ်နိုင်မှုအတွက်ကိုကျွန်တော် timeline ကျွန်တော် ရေးဆွဲထားပါတယ်။ဒါကိုလည်းကျွန်တော်တို့စီမံခန့်ခွဲမှုကော်မတီကိုလည်းကျွန်တော်တင်ပြထားတယ်ပေါ့နော်။ဒီစက္ကန့်မြန်မာ operator အနေနဲ့အများပါဝင်ပြီးတော့ဆောင်ရွက်မဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ဒီနှစ်ဒီဇင်ဘာလမှာနောက်ဆုံးထားပြီးတော့ launch လုပ်နိုင်တဲ့ target ပေါ့နော်။အဲဒါကိုကျွန်တော်တို့ချမှတ်ရေးဆွဲပြီးတော့တင်ပြပြီးတော့ကျွန်တော်ဆောင်ရွက်လျက်ရှိပါတယ်။ဟုတ်ကဲ့ခင်ဗျ။အဲ့တော့လက်ရှိမှာကျွန်တော်ဒီ media တခုကျွန်တော် already နဲ့ ျွန်တော်တယ်လီနိုတဲ့ပေါ့နော်ဒီပြပကုမ္ပဏီနှစ်ခုနဲ့တိုင်းသားပိုင်းဒီ public က private အနေနဲ့ရော sector private sector ဘက်ကတော့မရှိသေးဘူးကြာအဲ့တော့အခုနေထားမှာသူတို့ကလည်းဒီဈေးကွက်မှာဟိုခြေကုပ်ရယူနေပြီပေါ့နော်အဲ့ဒီနေထားမှာအကိုတို့ကဒီသူတို့ဒီလုပ်ငန်းသုံးခုနဲ့ဘယ်လိုမျိုးရှင်ပြန်ပြီးတော့ဘယ်လိုမျိုးအကိုတို့ဆောင်ရွက်ကြမလဲပေါ့နော်အဲ့ဒါလည်းပြောပြပါဦးမမကျွန်တော်တို့ကအဓိကတော့ကျွန်တော်လိတ်ကံမှာဒီသုံးတဲ့ဒီ strategy နဲ့ဈေးကွက်ဝင်ရောက်မှုပုံစံကိုကျွန်တော်အသုံးချရမှာပါ ဒါလည်းနိုင်ငံတကာမှာလည်းဒီလိုမျိုးအဖြစ်အပျက်တွေရှိခဲ့ပူပါတယ်ရှိခဲ့ပူတယ်ဆိုတော့ကျွန်တော်ပြည်တွင်း operator တွေဟိုအရင်ပေးပြီးတော့မှပြည်ပ operator တွေကိုပေးတာမျိုးလည်းမဟုတ်ခဲ့သလိုကျွန်တော်ဘိုင်းသူပေးဖို့ကိုလည်းလုပ်ခဲ့တာမျိုးမဟုတ်ပါဘူးဆိုတော့မဟုတ်ခဲ့ဘူးဆိုတဲ့အနေအထားမှာလည်းဒီဈေးကွက်ရဲ့တောင်းဆိုချက်အရအများဆုံး liberalize လုပ်ရတဲ့အနေအထားရှိတော့ဒါအားလုံးလက်ခံခဲ့ရတဲ့အခြေအနေပါဒါပေမဲ့ပြည်တွင်း sector အနေနဲ့ဟို readiness မဖြစ်တဲ့အခြေအနေတွေရှိပါတယ် ပြည်တွင်းမှာရှိတဲ့အဖွဲ့အစည်းတွေ institution တွေအနေနဲ့ ready မဖြစ်တာတော့ဒါလက်တွေ့ပဲဆိုဒီလိုအနေအထားမှာကျွန်တော်ဈေးကွက်ကိုရှင်ပြိုင်မှုပြန်လည်ဝင်ရောက်တဲ့နေရာမှာတစ်ကျွန်တော်တို့လက်ကံမာတွေရဲ့သုံးဆွဲတဲ့ဒီ telecom operator တွေသုံးဆွဲလေးရှိရဲ့ strategy တွေကိုကျွန်တော်အားလုံးသုံးဆွဲရမှာဒါတစ်ပေါ့နှစ်ကတော့ကျွန်တော်တို့ဒီအားလုံးကိုပါဝင်ခွင့်ပေးခြင်းအားဖြင့်ဒီအားလုံးပိုင်ဆိုင်တဲ့ mobile operator တခု ဖြစ်တယ်ဆိုတဲ့ဟာကျွန်တော်တို့ကဒါ key ဟို ဟို strategic point တခုဖြစ်ပါတယ်လူတွေကဒါကိုပိုင်တယ်လို့ခံစားရတဲ့အတွက်ကြောင့်ဒီ operator ကနေပြီးတော့တဆင့်ပေးတဲ့ဒီ quality လဲကောင်းတဲ့ sim တွေကိုသုံးစွဲမယ်လို့ကျွန်တော်တို့တော်လေးယုံကြည်ချက်ရှိပါတယ်တတိယတခုကတော့ဒီဈေးကွက်ပေါ့နော်ဈေးကွက်အပိုင်းမှာတော့ကျွန်တော်တို့ဝင်ရောက်မှုဘိုင်းမှာနဲ့နောက်တစ်ခုက infrastructure တိစောက်တဲ့အပိုင်းပေါ့ tower တွေခုဆိုရင် tower ပေါင်းကျွန်တော်တို့၄000ကျော်ရှိလာပြီဆိုတော့ဒီအနေအထားတွေမှာတော့နောက်ကျတဲ့အနေအထားတွေကတော့ရှိနေတာတော့အမှန်ပဲဆိုတော့ challenge တွေကတော့ရှိနေပြီ challenge တွေပို့ပြီးတော့များလာတယ်ဒီအနေအထားမှာကျွန်တော်တို့အနေနဲ့ဒီကျွန်တော်တို့ခု set လုပ်ထားတဲ့ timeline တွေအတိုင်းကျွန်တော်တို့အကောင်းဆုံးနဲ့အမြန်ဆုံးအကောင့်တွေပုံနိုင်မှသာဒါဈေးကွက်မှာဒီအားလုံးကိုစားပြုပြီးတော့ရှင်းပြနိုင်စွမ်းရှိတဲ့ operator တယောက်အနေနဲ့ရပ်တည်နိုင်မယ်လို့ကျွန်တော်တော့မြင်ပါတယ်ဟုတ်ကဲ့အဲ့တော့တကယ်လို့လက်ရှိအနေအခြေအနေတိတော့တော့မိုဘိုင်းဝန်ဆောင်မှုမှာအားနည်းနေရရှိရခင်ဗျဒီဖုန်းလိုက်မမိတာတွေပေါ့နော်ဒီ operator တွေမှာ အဲ့ဒီအခက်အခဲတွေတော့ကိုရိုးအနေနဲ့ဘယ်လိုမျိုးစဉ်းစားရလဲဒီကိုရိုးစပြီးတော့လုပ်မယ်ဆိုရင်ဟုတ်ကဲ့အဲ့ဒီကိစ္စတွေမှာဒါကျွန်တော်လည်းအတူတူရင်ဆိုင်တွေ့ရမှနေတာရှိပါတယ်ဒီ coverage တွေ quality တွေဘိုင်းမှာကကျွန်တော်က network တိဆောက်ဆက်ကာလဖြစ်တဲ့အတွက်ကြောင့်လည်းဒါဖြစ်နေတာဖြစ်ပါတယ်ဒါပေမဲ့လည်းဒါအကောင်းဆုံးတော့ဒီဝန်ဆောင်မှုတွေကိုတိုးချဲ့ပြီးတော့လေရင်းနှီးမြှုပ်နှံမှုတွေကစင့်ကစင့်ကမဟုတ်ဘဲနဲ့တခြားတဲ့ကြီးမားသောရင်းနှီးမြှုပ်နှံမှုတွေနဲ့လောက်တာဖြစ်တဲ့အတွက်ကြောင့် ူကတိုးတက်မှုကတော့မြန်တယ်ဒါပေမဲ့လည်းကျွန်တော်တိုင်းပြည်ကလည်းဒါတော်ဟို size တော်တော်ကြီးတဲ့ country တွေမှာလည်းဒါပါတယ်ပေါ့နိဆိုတော့ဒီဟာကို coverage ကွန်ရက်ဖြတ်ကျက်တဲ့ဟာမှာလည်းအချိန်ယူနေတာပါဒါတစ်ခုပေါ့နောက်တစ်ခုကကျွန်တော် indoor coverage တွေပေါ့ indoor တွေ shopping mall တွေ complex တွေမှာ indoor coverage တွေအတွက်ကိုဒီ BDS တွေတက်ဆင်ရတာရှိပါတယ်ကျွန်တော် small cell လို့လည်းခေါ်ပါဒါတွေလည်းတိုးချဲ့တက်ဆင်ရတဲ့အပိုင်းတွေရှိနေတဲ့အတွက်ကြောင့်ဟိုဒီလိုမျိုး ဆက်ဖြစ်နေသေးရပေါ့လေသို့တော်လည်းပဲနောက်ဟောတိဆောက်စဲကာလမှာကျွန်တော်အနေနဲ့ကတော့အဲ့ဒါကိုအများဆုံးဒီ fourth operator အနေနဲ့အများဆုံးကြော်ဖြတ်ပြီးတော့သူများနေနဲ့ตาတဲ့ quality ဒီတစ်ခုကိုအများဆုံးတက်လန်းရမှာပေါ့လေအဲ့ဒီအနေထားမှာတော့ကျွန်တော်မှာပြင်ဆင်မှုတချို့ရှိပါတယ်နောက်တစ်ခုကတော့ကျွန်တော်ရှိပြီးသား existing operator တွေရဲ့တိဆောက်ထားပြီးသားဒီ tower တွေ infrastructure တွေကိုကျွန်တော်ငှားရမ်းသုံးဆွဲရမှာပေါ့လေမြန်မာနိုင်ငံဥပဒေမှာလည်းဒီ telecom ဥပဒေမှာလည်း infrastructure sharing ဆိုတာပါပါတယ် ဒါဒါလည်းဟို environment environmental ပေါ့လေဒီရာသီဥဒီတဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ဟိုထိမ့်သိမ်းရာလည်းရောက်တယ်နောက်တစ်ခု operator အချင်းချင်းမှာ share လုပ်တဲ့အတွက်ကြောင့်လည်းဒါရင်းနှီးမြှုပ်နှံမှုတွေတတ်တာစီပါတယ်ဆိုတော့ဒီမူတွေနဲ့ကျွန်တော်ကလည်းအမိလိုက်မယ်နောက်တစ်ခုက coverage ကိုလည်းသူများရတဲ့ကောင်းအောင်ရယ် quality တောင်းအောင်ရကျွန်တော်လုံးအောင်ပါပါနောက်တစ်ခုကကျွန်တော်ဒီအခု လက်ရှိဒီ operator တွေဝန်ဆောင်မှုပေးရဲ့ internet မြန်နှုန်းပေါ့နော်အဲ့မြန်နှုန်းနဲ့ပတ်သက်ပြီးတော့အကိုဘယ်လိုစဉ်းစားရလဲအကိုဘယ်လိုမျိုးသူတို့ထက်ကောင်းဝန်ဆောင်မှုတွေပါလုပ်ပေးမလားအဲ့တွေရောဘယ်လိုစဉ်းစားရလဲဗျဟုတ်ကဲ့နောက်ဒီကဒီရန်တော်တယ်လီဖုန်းနဲ့ဆိုင်တာပေါ့ရန်တော်တယ်လီဖုန်းမှာတော့ကျွန်တော်ကတကယ်ဒီမြန်မာရန်တော်တယ်လီဖုန်းအနေနဲ့ဒီဆိုရင်တော့ broadband ဈေးကွက်မှာ ရန်တော်တယ်လီဖုန်းဟာဈေးကွက်ကျွန်တော်တို့အများကြီးရရှိတာပါတယ်ဒီဟာတွေပေါ်မှာကျွန်တော်တို့က internet တွေပေါ့ဆိုရင်တော့ဒါ ဒီတဆင့်ပေါ့လေဒီတခြားအဖွဲ့အစည်းတစ်ခုကနေပြောကြအောင်တဆင့်ယူပြီးတော့သုံးစွဲနေရတဲ့အပိုင်းတွေရှိခဲ့ပါတယ်အခုဆိုရင်တော့ဒါကျွန်တော်တို့က license လည်းရပြီဟို internet license လည်းရပြီဆိုတဲ့အနေအထားမှာကျွန်တော်အနေနဲ့ဒီနိုင်ငံတကာချိတ်ဆက်မှုတွေကိုကျွန်တော်ဆောင်ရွက်ပြီးတော့ဒီတဲ့အစပေါင်းများစွာမြန်တဲ့ internet ကိုဒီ guarantee နဲ့ပေါ့လေ guarantee ဆိုတာကျွန်တော်ဒီဘက်မှာတော့ service level agreement လို့ခေါ်ပါတယ်ကိုပေးတဲ့ဝန်ဆောင်မှု quality အတိုင်းမရလို့ရှိရင်ကျွန်တော်တို့ဒီ penalty တွေပဲပေးတဲ့ပုံစံမျိုးအထိနော် service recovery ပေါ့ပြက်လို့ရှိရင်ဘဏ္ဍာရအတွင်းပြင်ပေးမယ်ဆိုတော့ commitment အနေနဲ့ပါဒီ customer တွေကိုကျွန်တော်တို့ကဒီနှစ်ကျွန်တော် July August လောက်မှာကျွန်တော်ဒီဈေးကွက်တွေကိုရောင်းချသွားဖို့ရှိပါတယ်ဒါကတော့ broadband internet တွေပေါ့ဟုတ်ကဲ့ဒါကတော့အခုဒီ internet ဟိုဘက်ကအပိုင်းကိုအခုပြောပြပါတော့နော်ဟုတ်ကဲ့ခင်ဗျဟိုနောက်တစ်ခုကအခုဒီခုန operator လုံးမဲ့အပိုင်းမှာ operator လုံးမဲ့ကုမ္ပဏီနာမည်ပါ ပြောပေးပါတစ်ချက်တော့နောက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုအင်အားရောဘယ်လောက်ရှိနိုင်မလဲနောက်ပြီးတော့ဟိုကျွန်တော်က share ပုံစံနဲ့အများပိုင်းကုမ္ပဏီတောင်းမယ်ဆိုတော့ share တကယ်လို့ share ဝယ်မဲ့အများပြည်သူအတွက်ကိုအခုအနေနဲ့ဘယ်လိုဘယ်လောက်ထိအမခံချက်ပေးနိုင်မလဲအားလည်းပြောပေးပါဟုတ်ကျွန်တော်ခုဒီအများပါဝင်ပြီးတော့ဆောင်ရွက်နိုင်မှုတည်ထောင်ထားတဲ့ကုမ္ပဏီကဒီ Riot Telecoms ပေါ့ Riot Telecom Public Company Limited ဖြစ်ပါတယ်အဲ့ဒီဟာမှာတော့ဒီ share ရောင်းချမဲ့ပုံစံ ဆရာရောင်းချတဲ့နေရာမှာလည်းကျွန်တော်အစင်းစင်းလောက်သွားမယ်သဘောတွေရှိပါတယ်။အဲ့ဒါတွေရဲ့နောက်တစ်ခုကဒီအချိုးအစားပေါ့နိဘယ်လောက်အချိုးအစားကိုဘယ်လိုသွားမယ်ဆိုတဲ့ဟာတွေကိုတော့ကျွန်တော်ဒီ management committee ကိုကျော်ဒီတကြံပြီးတဲ့ကာလမှာကျွန်တော်တို့တင်ပြထားတာရှိပါတယ်။အဲ့မှာကျွန်တော်တို့အစည်းအဝေးတွေပြုလုပ်ပြီးတော့ဒီဟာကိုကျွန်တော်တို့ဆက်လက်ပြီးတော့မှဆောင်ရွက်နိုင်မယ့်အနေအထားရှိပါတယ်။အခုချိန်မှာတော့ခုနလိုဟိုဘလောက်အမောင့်နေဘလောက် ratio တွေဆိုတာတော့ကျွန်တော်တို့ဒီပြုချက်ယူအောင်မယ့်အနေအထားမှာရှိပါတယ်။ဟုတ်ကဲ့ ဒီမှာအကူတစ်ခုကျွန်တော်မေးချင်တာပထမတော့ကျွန်တော်ကြားတယ်ပြပကုမ္ပဏီတစ်ခုနဲ့ပေါင်းမယ်လို့ကျွန်တော်ကြားတာလေအခုဒီအခုနပြောလို့ဘာလဲဒီကုမ္ပဏီကိုစပြီးတော့လုပ်မယ်ဆိုရင်အခုဘယ်လိုပုံစံနဲ့သူများတွေနဲ့ပူးပေါင်းပြီးလုပ်မှာဒါမှမဟုတ်တိုင်းသားလုပ်ငန်းရှင်တွေပေါင်းမှာလားပြပကုမ္ပဏီတွေနဲ့ပေါင်းလုပ်မှာလားအခုတော့အခုကျွန်တော်ပြောနေတာကတော့ဒီ Telecom operator ဖြစ်ဖို့အတွက်ကိုကျွန်တော်အများပြည်သူပါဝင်လို့ရဖို့အတွက်ထူထောင်တဲ့ public company ပေါ့အဲ့ဒီ public company နဲ့မှကျွန်တော် PIPA operator တို့နဲ့ joint venture agreement သို့မဟုတ်တခြားဒီ joint operation လို့ agreement တခုကိုဆောင်ရွက်ပြီးတော့ဆက်သွားမှာပါအဲနောက်တဲ့ joint venture တခုအဲ့ဒါတော့ကျွန်တော်တို့ကဆက်လက်လုပ်ဆောင်အောင်အပြိုင်ပေါ့ဟို parallel track အနေနဲ့လို့တခုပြီးမှတခုတော့မဟုတ်သူက parallel လုပ်ရမယ်နောက်ပြီး network တိဆောက်တဲ့အပိုင်းနေလဲလုပ်ရမယ်ကျွန်တော်တို့ကပြီးတော့ launch လုပ်တဲ့အလုပ်လုပ်ရမယ်ဆိုတော့အပြိုင်လုပ်အောင်ပါပါနေရ ဟုတ်ကဲ့ဟိုဟိုနောက်တစ်ခုကတော့အခုလက်ရှိဟိုကျွန်တော်ဖုန်းသုံးဆွဲမှုတော့ဒီဘက်မှာပို့ပြီးတော့မြင့်တက်လာပါတော့မကြသိပြီးရမယ်ဟိုဖုန်းသုံးဆွဲမှုစင်းစရလည်းထွက်လာပြန်လူဘလောက်သုံးနေတယ်ဆိုတော့တကယ်လို့ဒီ market ထဲမှာ operator တွေပို့များလာလေဈေးကွက်ဒီ customer တွေအတွက်ပို့ကောင်းလေလေလားဒါမှမဟုတ်ရင် operator ဟိုဒီအနေချင်းရပဲဒီဖုန်းဟို user တွေအတွက်ပို့ပြီးတော့လုပ်ပေးနိုင်မလားဘောနော်အခုအမြင်လေပြောပြပါဦး ဲ့ဒီဘိုင်းမှာတော့ကျွန်တော်တို့ကဒီဈေးကွက်ထဲမှာဈေးကွက်ကို liberalize လုပ်တဲ့နေရာမှာကျွန်တော်အနေနဲ့ဟို mobile operator ကတော့ဒါဟိုသူ့ရဲ့ resources တွေကြောင့်ဒါ၄ဦးတော့၅ဦးတော့တတ်မှတ်ပြီးတော့တိုင်းတိုင်းပြည်တွေမှာလောက်ကြတယ်ပေါ့လေဒါတခုပေါ့ကျန်တဲ့ဒီ internet ပတ်သက်တဲ့လုပ်ငန်းတွေကျန်တဲ့ဒီ fiber optic နဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာတော့ဈေးကွက် liberalization ရဲ့မူအရကျွန်တော်တို့ကကန့်တတ်လို့မရပါဘူးကျွန်တော်တို့ကဒါပေးဖို့ပေးရမယ်ဈေးကွက်ကပဲဆုံးဖြတ်မယ်ပေါ့ တဦးပဲတင့်တော်တယ်သုံးဦးပဲတင့်တော်တယ်တော့ကျွန်တော်သွားလို့မရပါဘူးဟိုရှောက်ထားမှုတွေကစံချင်းစံညုံနေနဲ့ကိုက်ညီတယ်ဆိုလို့ရှိရင်ချထားပေးတင်ပြီးတော့ဈေးကွက်ရဲ့အနေထားရပဲဈေးကွက်ရဲ့ demand ပေါ့နော် supply and demand နဲ့ quality ပေးနိုင်မှုမပေးနိုင်မှုတွေနဲ့လုပ်ငန်းကျွမ်းကျင်မှုမကျွမ်းကျင်မှုတွေပေါ်မှာမူတည်ပြီးတော့ပဲဒါအဆုံးဖြတ်ပြီးသွားမှာပါဆိုတော့ကျွန်တော် mobile operator တွေပေါ့နော် telecom operator တွေကိုပြန်ပြောမယ်ဆိုရင်တော့သူတို့အနေနဲ့ကတော့ဒါဈေးကွက်မှာရွေးချယ်စရာတွေရှိရမယ်နောက်တစ်ခုက အရေးတွက်ကိုကန့်တတ်တယ်ဆိုတဲ့အားမှာကျတော့ telecom operator မှာကျွန်တော်တို့ reinvestment ဟာသူကဘီလီယံနဲ့ချီပြီးတော့ပြန်လောက်ရတဲ့လုပ်ငန်းတွေဖြစ်တဲ့အတွက်ကြောင့်သူကဈေးကွက်ဝေစုကအပိုင်းပိုင်းဆိတ်ဆိတ်ဖြစ်သွားပြီဆိုလို့ရှိရင်ဤပညာအသစ်ပေါ်လာတဲ့အချိန်မှာသူကပြန်ပြီးတော့မှရင်းနှီးမြှုပ်နှံရတဲ့ငွေကြေးပေါ်မှာသူကတွန့်သွားတာမျိုးရှိပါတယ်